ိုင်ငံတကာနဲ့နှိုင်းယှဉ်ကြည့်ရင်နိုင်ကြနေတဲ့မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကိုမြင့်တင်နိုင်ကြဖို့2015ခုနှစ်ပညာရေးမြင့်တင်မှုနှီးနှောဖလှယ်ပွဲပိတ်ပွဲကိုမေ25ကစင်ရီတုခမ်းမမှာပြုလုပ်ခဲ့ကြပါတယ်။ပညာရေးစနစ်ပြောင်းလဲတဲ့နေရာမှာငါးပွဲရငစားချတဲ့ပုံစံမျိုးနဲ့သွားတာမျိုးမဟုတ်ဘဲမူပေါင်းတွေချမှတ်ပြီးဘာတွေကအရေးကြီးပြီးဘယ်အရာတွေကိုဦးစားပေးလှုပ်ဆောင်ရမယ်ဆိုတာတွေကိုဆွေးနွေးခဲ့တယ်လို့ဒေါက်တာကြည်ရွှင်ကပြောပါတယ်။ပညာရေးစနစ်ပြုပြင်ပြောင်းလဲတော့မယ်ဆိုတာအပြောများသလားလက်တွေ့လောက်တာနည်းနေတယ်လို့လည်း သူကဆိုပါတယ်ခုလက်ရှိပညာရေးဟာပြည့်ပြည့်ကြောင်းလိုက်တဲ့အခါမှာငါပွဲရ၅လာချဆိုတဲ့ပုံစံမျိုးနဲ့မဟုတ်ဘဲနဲ့လူနဲ့ပါနဲ့ဘောင်းတိုင်းဖရိတ်နဲ့လုံးမဲ့အလုပ်ဒီက priority list နဲ့ဘောင်းကြည့်ဒီစီးလို့ကျွန်တော်ဖြစ်တဲ့အတွက်ဒီစီးမှာတော့အားတွေကိုဦးစားပေးပြီးလုပ်မယ်အပြည့်အစုံမှာပြအောင်လုပ်မယ်ဒါတွေကတော့နိုင်ငံအတွက်အရေးကြီးဆုံးဆိုတာတော့ကျွန်တော်လည်းလုပ်နေတာဆက်ကြည့်ကြောင်းလိုက်လို့ဆိုတော့ကျွန်တော်တော့ဟိုအားရပါတယ်အဲ့မဲ့ ကျွန်တော်တို့နိုင်ငံမှာပြောများပြီးလက်ဖြစ်လုပ်တာလည်းလည်းဒီအစည်းအဝေးမှာလည်းအချိန်ကြီးလူကြီးတွေပြောကြပါလားမေလ22ကစတင်ခဲ့ပြီး၄ရက်ကြာပြုလုပ်ခဲ့တဲ့ပညာရေးမြင့်တင်မှုနှီးနှောဖလှယ်ပွဲကိုဝန်ကြီးဌာနတွေနဲ့မြန်မာတိုင်းနိုင်ငံလုံးမှာရှိတဲ့တက္ကသိုလ်အသီးသီးကပါမောက်ခါတွေဆရာဆရာမတွေတက်ရောက်ခဲ့ကြပါတယ်တန်လင်းဤပညာတက္ကသိုလ်ပါမောက်ခါချုပ်ဒေါက်တာကေတီလွင်ကတော့ပညာရေးစနစ်တစ်ခုပြောင်းလဲမှုကို National Education Master Plan ကြီးမထွက်ခင်အလင်းလိုပြီးလုပ်မယ်ဆိုရင်မပြည့်စုံမှုတွေ မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာနိုင်တာကြောင့်လူမှုရဲ့အကြံဉာဏ်ကိုယူပြီးအချိန်ယူလုပ်ကိုင်ရမယ်လို့ပြောပါတယ် ဝစီမမစတာပြန်ရင်းမထွက်ခင်လုပ်လိုက်လို့ရှိရင်လည်းအာဘာရွေးနေဒီပြည်စုံမှုတွေအာမူလာတဲ့ပြဿနာတွေလပိလိုက်ယူမှုတွေရောတော့ဒါတော့မလွဲမသွေဒီရှိလာနိုင်တယ်လို့အားလုံးကလည်းသုံးသပ်ပါလေအဲ့ဒါကြောင့်မို့လို့နောက်တဲ့အချိန်ပြောပါလေဒီကနေ့ငလုံးတိုင်းတာနဲ့ဆယ်တန်းတက်ကြမယ်ကျွန်တော်တို့ကြီးသူ့ရဲ့မိဘတွေသူ့ရဲ့ဆရာဆရာမတွေဆရာအကျဉ်းပြောရရှိလို့လေကျွန်တော်တို့အချိန်နည်းငယ်ယူအောင်မှာဖြစ်ပါလေ